proclamation အထူးသဖြင့်ဆင်းရဲတယ်သူများပေးမှစားရတယ်ဆိုတဲ့အတွေးခေါ်မျိုးနဲ့ဘယ်သူမှတောင်းပြမှုတော့တောင်မဆောင်ချင်ဘူးကျွန်တော်လည်းဒီတိုင်းပဲအဲဒါပေမဲ့ဘုရားရဲ့မေတ္တာရလာတယ်ကောဘလို့ပဲဆင်းရဲတွေဖြစ်တယ်ဘလို့ပဲဒုက္ခရောက်တွေဖြစ်တယ်တောင်းကြကြပြားကြကြကိုရောအတွက်တော်မယ်ကိုရောမေတ္တာနဲ့လာတဲ့ကောဒီနေ့ကျွန်တော်ခုမှတော့ဆောင်တာနှစ်ပေါင်း40ရှိတယ်အရင်တော့အတွေးခေါ်မဟုတ်တော့ခရစ်တော်ဆင်းရဲခြင်းအပြင်ချမ်းသာခြင်းကျွန်တော်အသက်တာပေါ်မှာရောက်လာတယ် ျွန်တော်ဟာအဖေမမြင်ရတဲ့ကျွန်တော်မမွေးခင်အဖေဆုံးသွားတယ်။ကိုနှစ်သားရွယ်မှာအမေဆုံးသွားတယ်။ငယ်ငယ်လေးနဲ့မိဘမဲ့ဖြစ်ခဲ့ရတယ်။တော်ရွာစနပုံမှာအမွေလက်တန်းကြောင့်လေးတန်းထိပဲရှိတဲ့ရွာမှာပဲကြီးလာတယ်။လေးတန်းပြီးပြီဆိုကျွန်တော်ရွာမှာကျောင်းပြီးသွားပြီ။အာတက္ကတူပါလလေတန်းထက်တန်းလည်းမရှိတော့။အမေတနည်းတော့ကကြီးစွာကျောင်းကျွန်တော်သူများအိမ်နားမှာကတ်ပြီးတော့ကျောင်းတက်ရဲနဲ့ ဟိုကျေးဇူးတော်ကြောင့်ကျွန်တော်တဒန်းပြီးတဒန်းအောင်လာခွင့်ရခဲ့တဲ့အခါမှာယေရှုရဲ့မေတ္တာကို1994ခုနှစ်မှာရရှိပြီးတော့ယေရှုကိုကျွန်တော်ကိုပိုင်ကယ်တင်ရှင်အသက်တခင်နေနဲ့လက်ခံလာတဲ့အခါမှာကျွန်တော်ဟာကျမ်းစာဖတ်ရတဲ့မိဘမဲ့ဖြစ်ခဲ့လို့ဆင်းရဲခဲ့လာတယ်။နောက်ကံတမိုင်းမကောင်းလို့ဆင်းရဲခဲ့လာတယ်။ကျွန်တော်နဲ့မဆိုင်တော့ဘူးဆိုကျွန်တော်လုံးဝ အပြည့်ပြည့်နဲ့စိတ်ချမှုရတော့အဲ့ဒီအကြောင်းကိုကျွန်တော်ဟောပါတယ်ခရစ်တော်အပြင်လုံးဝပြခွင့်လွတ်တယ်ဖြောင်းမှတ်တယ်အနာရောဂါကျန်းမာတယ်အသက်ရှိမယ်တောင်းတောင်းမြည်မယ်ဖျားမှုတော့ဆောင်ဖြစ်တိုင်းဆင်းရဲရမှာမဟုတ်ဘူးဖျားရဲ့ကြွယ်ဝခြင်းကိုလက်တွေ့ရခံစားရမယ်ဆိုယုံကြည်ခြင်းနဲ့ကျွန်တော်ဟောလာတယ်သစင်ပြီးသစင် ်ဤတွင်ခြင်းညတွင်ခြင်းမချမ်းသာပေမဲ့တစင်ပြီးတစင်ဘုရားသခင်အကောင်းကြီးပေးတယ်ဒီနေ့ကျွန်တော်ဘုရားကကောင်းကြီးကိုကြောင်းတော်တော်လေးကောင်းကြီးရတယ်လို့ပဲပြောရမှာပေါ့ဟိုအခုဟိုကျွန်တော်ထုံကိုရနဲ့85နှစ်ခွနှစ်တုန်းကရန်ကုန်မှာဆောင်းမြို့ချစ်က3လတင်တန်းဖွင့်လုံးကတော့တင်မယ်လို့ကျွန်တော်ယောဂနဲ့အခုပြောတဲ့ကောင်အခုက ငါညီမုံတောင်ရဲ့ရန်ကုန်ဆိုတာတထေးတွေပဲတွားတဲ့နေရငါတို့မိပါမယ်ဒီတွားရွာဘောကလူဒီတွားဖို့မဟုတ်ပါဘူးလို့အကိုကပြောတော့ကျွန်တော်လည်းမပြောရတော့ခဏနေကွက်လာပြန်ပြောတယ်မုံတောင်ရဲ့ရန်ကုန်တွားဖို့မပြောနိုင်ဘူးနင်မစင်းစားရင်တော့မနဲ့အတွက်ပို့ကောင်းမယ်လို့ပြောတော့ရန်ကုန်တွားဖို့နေနေတာတာစင်းစားခွင့်တော့ကျွန်တော်မရခဲ့ဘူးအမေဒီနေ့ရကကျွန်တော်ကိုကောင်းချီးပေးပြီးတော့ခရစ်တော်အားဖြင့်ခွင့်လွှတ်ခြင်းခံရသူဖြစ်တယ် ခရစ်တော်ပြင်ဖြောင်းမှခြင်းဂျေစုတော်တက်တကြောင်းရတယ်ခရစ်တော်ခြင်းမထိုက်မတန်တော်လဲဂျေစုတော်ကထိုက်တန်စေတယ်ခရစ်တော်လေဝါကတိုင်းမှာအပြည့်စည်လုတ်သွားခြင်းဖြင့်ကျွန်တော်ချမ်းသာတယ်ကျွန်တော်တို့ဒီချမ်းသာပိုင်ခွင့်ရှိတယ်ဆိုရင်ယုံကြည်ခြင်းနဲ့အပြည့်ပြည့်နဲ့တသက်ထုံကိုရနဲ့စစ်စဲနဲ့ခုနှစ်ခုနဲ့မှာဖျားကင်ကျွန်တော်ဖွင့်ပြတဲ့ယူပါယုံတန်ရန်ကုန်မှာဘာမှမရှိတဲ့ရက်ွက်မှာတုံညကနေအတင်းတော့ကျွန်တော်စလာခဲ့တယ်ဖျားကင်ကလည်းကျွန်တော်အဲ့ဒီတိုင်း ဖွင့်ပြခဲ့လို့စလာတယ်။ဆိုတော့ပထမတော့ကြောက်ခဲနဲ့ပြစ်ခံရတာတို့ပြည်ပဝင်ခြင်းကလုံးဝမလိုချင်တာတို့ကန့်ကွက်တာတို့မောင်းထုတ်တာတို့ခက်တရားဟောနေရင်တာလန်နဲ့ကြောက်ခဲနဲ့ထုလွန်းလို့နားခဲ့ရတာတို့ရှိခဲ့ပေမဲ့အစင်ပြီးတစ်စင်ကျွန်တော်တင်းတော့တူတက်လာတယ်။အခုရန်ကုန်မှာအတင်းသားတွေနေနဲ့6000ကျော်ရှိတယ် အင်ချီ900ကျော်ရှိတယ်တတော်လေးမြားကဟာဖက်ဖက်ကနေကောင်းကြီးပေးတယ်ဆိုတော့ကျွန်တော်ရောက်လမ်းမှာကျွန်တော်ကိုပိုင်းတိုက်ခန်းရှိတယ်အဲ့မှာကျွန်တော်တစ္ဆာရှိဆိုဘုရားမို့တော်ဆောင်ခြင်းနဲ့တနေ့ဘုရားခင်လမ်းတွန်းတော့ဒီအမေရိကကိုလာဖို့ကြောင်းဖြစ်လာတော့အမေရိကမှာလဲထောင်ကွက်နဲ့အဲ2008ခုနှစ်မှာအတင်းတော့အယောက်20နဲ့ပြန်စလာတယ်အခုကျွန်တော်အတင်းတော့အခု1300 1300ကျော်လောက်ရှိတော့မယ်တင်တာဆိုတော့ကျွန်တော်ဒီအမေရိကန်မှာလည်းဘုရားသခင်ကိုပိုင်အိမ်ပေးတယ်သာသမီတွေလည်းပညာရေးတွေပေးတယ်အလုပ်ကောင်းတွေပေးတယ်ချင်းနေတော်တော်လေးကောင်းလာတယ်အဲတူတူတူနဲ့ကျွန်တော်တက်တည်ခါတာဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်တာကျွန်တော်တို့ယုံကြည်တဲ့ယေရှုကတကယ်လက်တွေ့ကောင်းကြီးပေးနိုင်တော်ယေရှုတကယ်လက်တွေ့ခွင့်လွတ်နိုင်တော်ယေရှုတကယ်လက်တွေ့ချီးမြှောက်နိုင်တော်ယေရှုဖြစ်တယ်ဆိုတာတက်တည်ခါရင်နဲ့ ဟောပြောဝင်ကလို့ပါတယ်ပြီးတော့ကျွန်တော်အဲ့ဒီယေရှုကြောင့်ကျွန်တော်တို့ဒီအနာရကိုဖျားလို့ရရှိဒါကြောင့်လေဝါကားတိုင်းမှာခရစ်တော်ဘာလို့ပြီးပြီးပြီးလဲဆိုတော့တကယ်ယုံကြည်ခြင်းနဲ့တကယ်တည်တော်သူဟာမပင်ပန်းဘူးမစိုးရိမ်ဘူးမကြောက်ကြဘူးနာနာနီနီနဲ့လေဝါကားတိုင်းအဖြစ်ငါစူးစမ်းမှုအဖြစ်မဟုတ်ဘူး လက်ဝါးကားတိုင်းမှာဘုရားရဲ့သားတော်ကိုယ်တိုင်လှုပ်ဆောင်တဲ့ယုံကြည်ခြင်းနဲ့အဲ့ဒီယုံကြည်ခြင်းပေါ်မှာဘုရားကတခုပြီးတခုတခုပြီးတခုတခုပြီးတခုကောင်းကြီးတကားတွေဖွင့်ပြီးတော့မမျော်လင့်နိုင်တဲ့ကောင်းကြီးတွေစီစဉ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်။ဒါကြောင့်မိတ်ဆွေတို့လှုပ်လဲလှုပ်ကျူးစားပါဒါပေမဲ့တအားစိတ်ပင်ပန်းဆိုတာမလှုပ်ပါနဲ့အနာယူပါအခုကျွန်တော်မူတော်ဆောင်နှစ်ပေါင်း40 3နှစ်ချီ ကျွန်တော်တရားဟောလာတာနိပွန်43နှစ်ရှိပြီတခါကကျွန်တော်ဘာဟောရမှန်းမသိဘူးကျွန်တော်မဟောရမှန်းမသိတဲ့အခါမှာဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်အိတ်ပစ်လိုက်တယ်ဆက်ပြီးတော့စန်းစာလဲတအားကျိုးစားမဖတ်တော့အနာယူပစ်လိုက်တယ်ဒါပေမဲ့ကျွန်တော်အိတ်ရနေနိုးတဲ့အခါမှာဝိညာဉ်တော်ကကျွန်တော်ဘာဟောမလဲဆိုတော့အများမ်းဖွင့်ပြတယ်ဒါကျွန်တော်ဒုတိယချက်ပြောချင်တာတန်ရှင်းသောဝိညာဉ်တော်အားကိုပါ တန်ရှင်းသောဝိညာဉ်တော်ဥပစ္စေเสียလို့မြန်မာလူကပြောတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ဆိုရင်တန်ရှင်းသောဝိညာဉ်ကိုညီမစတူ the helper ကိုညီမစတူကျွန်တော်တို့ရဲ့မတိတဲ့အရာကိုဉာဏ်ပညာပေးမယ်ကျွန်တော်တို့မတိတဲ့နည်းနည်းတဲ့အရာကိုသူဖွင့်ပြမယ်ကျွန်တော်တို့ဘာဟောရမလဲအမှုတော်ဘယ်လိုဆောင်ရမလဲဘယ်လိုတင်းတော်ကြီးကိုဦးဆောင်ရမလဲမသိတယ်ဝိညာဉ်တော်ဉာဏ်ပညာပေးမှန်းလေဆိုတော့ တခါကကျွန်တော်အဲ့ရနေနိုးလဲနိုးရောဖျားကကျွန်တော်ခေါ်မဲ့ရာတွေပြောပြီးတော့အဲ့မှာဖွင့်ပြပြီးတော့ဝိညာဉ်တော်ထဲမှာနှုတ်ကပတ်တော်ကိုစဉ်းစားအောင်ရင်းနဲ့ကျွန်တော်အဲ့ရထဲမှာနေသိပေမဲ့ဖျားကဖွင့်ပြတာဒီကျွန်တော်တနင်းကနေနေ့တိုင်းခေါ်တယ်ကျွန်တော်တင်းတော်လဲတပီးပီးတူတက်လာတယ်ဆိုတော့ဒီနေ့တကြတဲ့မူတော်ဆောင်ဒီတော်ကောင်ကျွန်တော်ဒီကနေဟောမေတ္တာနဲ့အားပေးချင်ပါတယ်အမှုတော်ဆောင်ဆိုပြီးတော့တအားကြီးမပင်ပန်းပါနဲ့ စိတ်ဒုက္ခမရောက်ပါနဲ့ဝိညာဉ်တော်တကယ်ကျွန်တော်အခုလက်တွေ့တည်တာပြောနေဆုံးတကယ်ဖျားမှုတော်ဆောင်းမတာဘယ်သူလဲတကယ်လှုပ်လှုပ်တာဘယ်သူလဲဆရာမတော်ဆွဲကောင်းမဟုတ်ဖျားကိုယ်တိုင်ကအလုပ်လုပ်တာကျွန်တော်တို့အစေခံတစားပလာဖျားတုံပြုတဲ့လူဒါကြောင့်မိတ်ဆွေကိုယ်တိုင်လည်းခရစ်တော်ကငါတို့အကုန်လုံးပြီးသွားပြီဆိုတော့ယုံကြည်ခြင်းနဲ့နားပါဝိညာဉ်တော်ခမရောက်ကိုကိုညီမဆောက်ဖို့ရောက်လာတဲ့အရှင်ကိုကြိုဆိုပါ အနာရမှာဖြစ်ပါတယ်။ထောင်ကွယ်နဲ့စစ်စစ်နဲ့9ခုနှစ်ကျွန်တော်ကလေးမျိုးကနေရန်ကုန်မှာတင်းတော်တီထောင်မယ်ဆိုတော့ပိုက်ဆံတပေါင်းချီပြီးတော့လာပြီးတဲ့လာတဲ့အခါမှာမန္တလေးရောက်တော့မန္တလေးမှာဟိုကျွန်တော်တရားဟောပွဲလုပ်တယ်အပတ်မန္တလေးနန်းတွင်ထဲမှာဘူမူအိမ်မှာအဲ့မှာနိုင်ငံတော်ရဲ့ရေဒီယိုကနေချိန်ရတယ် ခုနှစ်ဆယ်ငါးချက်တန်း၃၅ချက်တန်း၂၅ချက်တန်းဒီတရဝဲငွေဖြစ်ကနေရက်ဆိုင်လိုက်ပါတယ်လို့လဲကြီးညာလိုက်ရောကျွန်တော်တန်ကုန်မှာတင်းတော်စားဘူးအဲ့ဒီတုန်းကတထောင်စွာမနေဘူးအဲ့ဒါတော့ကျွန်တော်ချီးလာမုဆုမတယောက်စီကနေချီးလာတာပြန်ဆက်ပြမယ်ဆိုဂတိဂတိပြည့်ဝနဲ့အဲ့ဒီမန္တလေးမှာကျွန်တော်တထောင်ကတရဝဲငွေမဟုတ်တဲ့အထက်မှာပါသွားတော့ကျွန်တော်ပိုက်ဆံတထောင်၃လုံးမရတော့ ကော်ဖီတစ်ခွက်တောင်ဝယ်လို့မရတော့အခုမှတင်းတော့တည်ထောင်မှုသွားတာအဲ့မှာကျွန်တော်ဝမ်းနဲ့ပက်လက်နဲ့အဲ့ဒီဘူမိုးရဲ့အခန်းထဲမှာဆူတောင်းနေတော့တန်ရှင်းသောဝိညာဉ်တော်ကျွန်တော်စကားပြောလာတယ်။ဤကြောက်ပေါ်မှာငါအတင်းတော်ငါတီဆောက်မယ်။မရဏနိုင်ငံရဲ့တကားတော့မနိုင်ရဘူးဆိုရက်မတဲခန်းကြီးဆက်6အငယ်78ကိုဖွင့်ပြလာတယ်။ဤကြောက်ပေါ်မှာဤကြောက်ပေါ်မှာဒါကြောင့်ဒီနေ့ ဲ့ဒီကနေကျွန်တော်အတင်းတော့တီဆောင်မှုလာရင်းနဲ့ဘုရားခင်ကျွန်တော်ကိုတွင်တင်တယ်အတင်းတော့ဆိုဘယ်ပုံမှန်တီဆောင်မလဲညကိုတော့ယေရှုတည်ဦးတော်ထာဝရခက်အဆက်ဆက်တည်တဲ့ကြောက်ပုံမှန်တီဆောင် doctrine ပုံမှန်လည်းမဟုတ်ပါစေနဲ့ဂိုင်းကနပုံမှန်လည်းမဟုတ်ပါစေနဲ့ရွှေမျိုးတိုင်းဝိုင်းနေတာများတာနဲ့ပေါ်လဲမဆိုင်ပိုက်ဆံရှိတဲ့လူမရှိတဲ့လူပညာရှိတဲ့လူမရှိတဲ့လူလူများတာနင်းတာနဲ့လည်းမဆိုင်ဘူး ကိုကိုတိုင်းကခရစ်တော်တည်သောထာဝရတည်သောကြောက်ပေါ်မှာနံပါတ်1ဤကြောက်ပေါ်မှာယေရှုတည်သောကြောက်ပေါ်မှာနံပါတ်1နံပါတ်2ကဤကြောက်ပေါ်မှာငါအတင်းကိုငါတည်ဆောက်မယ် I will build my church ခရစ်တော်ကျွန်တော်ပြောတယ်မူတော်နေငါတဲ့တော်နေကိုယ်တိုင်တီဆောင်တီဆောက်လို့မရဘူးငါတီဆောက်မယ် I will build my church ငါတဲ့တော်ငါတီဆောက်မယ်တဲ့ အကြောင်းနံပါတ်1အနာတကယ်ရဖို့အကောင်းဆုံးကခရစ်တော်ဂတိပေးပြီးသားသူအတင်းတော်ကိုသူသူတိဆောက်တယ်။အကြောင်းဒီနေ့2000 1980အမ1989ခုနှစ်စက်တင်ဘာလ13ရက်နေ့မှာရန်ကုန်ကံဘဲမှာကျွန်တော်ငလူ9ရောက်ခဲ့တဲ့စခဲ့တဲ့အတင်းတော်ဒီနေ့ပေါင်း30ကျော်တဲ့အခါမှာအတင်းသားပေါင်း6000ကျော်လာ အနေနဲ့ရရက်မှာမြန်မာပြည်နဲ့မှာတင်းတော်ကြီးအများကြီးဖြစ်လာတယ်။ဒါကြောင့်စင်ကာပူတို့မလေးရှားတို့ဩစတြေးလျတို့ဒီအမေရိကမှာဖြစ်လာကြတယ်။ကျွန်တော်ပြန်ကြည့်တယ်ဒီနှစ်30ကိုကြာ။ဒါကျွန်တော်ပညာနဲ့လည်းမဟုတ်ဘူး။ကျွန်တော်အစွမ်းစမ်းနဲ့လည်းမဟုတ်ဘူး။ယေရှုကိုယ်တိုင်ကပြောတယ်ငါအတင်းတော်ငါတည်ဆောက်မယ်။ဒါကြောင့်ဒီနေ့အားလုံးယုံကြည်ပြီးတော့အနာရဖို့ကဖခင်ဒီအတင်းတော်ဟာ ယေရှုကတည်ဆောက်มาဖြစ်တယ်ငါအတင်းတော်ကိုငါဒါကြောင့်ယေရှုယေရှုကတည်ဆောက်တဲ့အကြောင်းကြောက်ခဲနဲ့ပောက်တဲ့ကြားထဲမှာကျွန်တော်တို့ဆိုရင်မြန်မာနိုင်ငံမှာဆိုရင်သူမြတ်တိုက်ခန်းနာမှာကတ်ဖျားရှိခွေကအမျိုးမျိုးဒါဘာသာရေးအဆောက်မဟုတ်မဟုတ်ပါဘူးဆိုပြီးတော့ဒီမှာမဖျားမရှိခွေပါရဘူးဆိုတော့ခဏခဏအမိန်ထုတ်ခံရတယ်ပတ်ဝန်းကျင်မဲ့မဟုတ်နိုင်ငံတော်ဆိုရဘက်ကနေလေအခက်အခဲတွေမျိုးမျိုးပေးလာတဲ့ကြားထဲကနေ ကျွန်တော်တို့တက်တယ်။ဘာဖြစ်လဲခရစ်တော်ကိုယ်တိုင်ကပြီးဆုံးတယ်။ဒါကြောင့်လူဒီမိုင်ပေါင်းများစွာကနေတရားနာဘူးလာကြတယ်။ဘတ်စကတ်တူအစီပြီးတော့အိုးမော်ဘီတို့ကနေတောင်းလာလာကြတယ်။၃နာရီ၊၂နာရီတွဲစီတယ်။ပါလာလို့ဒီဆီယမုန်တောင်းဆွဲလူတယောက်တရားဟောဖို့ဒီလောက်တောင်းဘာဖြစ်လို့ပြန်ပန်းခံလာတယ်လဲလို့ကျွန်တော်စဉ်းစားသမင်းစာဥဖိရင်တောင်းမှဒီလောက်ဝေးကြီးလာမှာမဟုတ်ဘူး။ ပဲလူတွေလာရတဲ့တော့မပြီးရှင်နေတယ်ဒါကြောင့်ကျွန်တော်အိမ်မှာဘာနာလဲလဲဆိုတော့ချင်းတော့ခွန်နာနဲ့မဟုတ်ယေရှုကဤဆောက်တာဖြစ်တယ်ပြီးတော့ဘာပြောလဲ I will build my church my church အဲ့ဒီတင်းတော့ဘယ်လောက်ပဲတီးတီးဘယ်လောက်ပဲကြီးကြီးယေရှုပိုင်တော့တင်းတော့ဖြစ်တယ်ဒီနေ့ရန်ကုန်မှာ full gospel assembly ဆိုတဲ့တင်းတော့ကျွန်တော်ကိုယ်တိုင်တီးဆောက်ခဲ့တာဖြစ်စခဲ့တာဖြစ်ပြီးမယ်ကျွန်တော်တင်းတော့မဟုတ်ပါဘူး ဲ့ဒီအတင်းတော့တကျွန်တော်အသွေးတစ်ဆက်မှမတွန်းခဲ့ပါဘူးကြောက်ခင်းနဲ့ပေါက်လုံးကတောင်မှကြောက်လွန်းလို့ပုန်းနေတာတတိမရှိလိုက်တာဒါပေမဲ့ယေရှုကအဲ့အတင်းတော့သူ့အသွေးပေးခဲ့တာသူ့အသက်ဆုံးခဲ့တယ်ဒါကြောင့်ဒါကျွန်တော်အတင်းတော့လို့ဝါကြောဆရာအကြောင်းလည်းမရှိဘူးခရစ်တော်ကသူ့အသွေးသူ့အသက်နဲ့ဝယ်တယ်အတင်းတော်တိုင်းဟာဒီလိုခံယူဖို့ဒါဘယ်သူမှမဆို့ အတင်းတော်ဘယ်အတင်းတော်မှာမဆိုယေရှုတက်ပူရိပ်ကြီးတော်သူမဖြစ်ပူရိပ်အာနာပြခြင်းတော်သူဒီမရှိဘူးအကြီးကြီးတယ်ခရစ်တော်သားလည်းအတင်းတော်ရဲ့ဦးကောင်းအတင်းတော်ရဲ့အဓိကတိဆောက်သူကယေရှုဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်အားလုံးအတင်းတော်မှာအောင်မြင်ခြင်းဒီကောင်းကြီးတွေရလာတဲ့ဆင်လေအတင်းတော်ရဲ့ဦးကောင်းဖြစ်တဲ့ယေရှုကိုပဲဘုံကြီးခြင်းဂုံပြုခြင်းအားလုံးအမြဲတမ်းပေးဖို့ဖြစ်ပါတယ် နိုင်ချစွာနဲ့အစေခံလို့ဒါငါတို့ရဲ့တချို့လူတွေပြောတာကျွန်တော်ကြားတယ်ဒီအတင်းတော်မှာငါတို့တွေက founder 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 နဲ့ပဲကိုဝါကျွားတဲ့လူတွေလည်းရှိတယ်ဟိုဝါကျွားကြပါဆိုနဲ့ founder ယေရှုပဲဖြစ်ပါတယ်ဦးကောင်းကလည်းယေရှုပဲဖြစ်ပါတယ်ကျွန်တော်တို့ကယေရှုတော်တသက်ကြောင့်ဒီနေ့အထိပါဝင်ခွင့်ရတာဖြစ်ပါတယ်